အရင်ပိုင်းမှာတော့ကကျွန်းလေးကိုအမြောက်ဆန်နဲ့တဲတဲကြီးပြပြလိုက်တဲ့ဦးစုပ်ကိုလူဖီရိုရဲ့ပင်လယ်ရမားအဖွဲ့မှာစနိုက်ပါသမားဖြည့်ခန့်လိုက်ပါရီ။နာမီကလည်းသူ့ရဲ့အဖွဲ့သားတွေကိုဟင်းချက်ဖို့တာဝန်ယူခဲ့ပြီးအရာအလုံးကလည်းအစဉ်ပြေပြေနဲ့တာဝန်ကိုစီခွဲယူလိုက်ကြပါရီ။အဲ့ဒီအချိန်မှာသူတို့ဒေမော့ဘော်ကိုလူတယောက်ရောက်ရှိလာပါရီ။တယောက်တည်းဆိုပေမဲ့ဇိုးဖြစ်နေတဲ့အဲ့ဒီသစိန်ကလူဖီကိုတွေ့တာနဲ့သူ့ရဲ့တငယ်ချင်းတို့ကလက်စားချိန်မယ်လို့ကြွေးကြော်နေခဲ့ပါရီ။အဲ့ဒီအချိန်မှာပဲမထင်မှားထားရလောက်အောင်တိုက်ဆိုင်လုံနဲ့ဖြစ်ပြနေကြုံလာရပါရီ။သူကဇိုးနဲ့တွေ့တော့တငယ်ချင်းဖြစ်တဲ့ဂျူနီပဲဖြစ်နေပါတော့တယ်။ မရင်းဆိုတဲ့တင်မော်ရစီပေါ်မှာအမျိုးသားတူနဲ့အမျိုးသမီးတူကကြည်ကြည်နူးနူးညစာစားပွဲလေးကျင်းပနေပါတယ်။အမျိုးသားကသူ့ရဲ့အမျိုးသမီးလေးကိုကမ္ဘာပေါ်မှာအကောင်းဆုံးစားစာတွေရှိတဲ့နေရာကိုခေါ်သွားပေးမယ်လို့ချစ်ချင်းမေတ္တာအပြည့်နဲ့ကတိပေးလိုက်ပါတယ်။လူဗီရိုစီမှာတော့ဂျွန်နီဆိုတဲ့တယောက်ကအားလုံးရဲ့အာယုံကိုဖန်ဆာနေပါတယ်။လူဗီကိုတော့ဘာမှပြောညာမပြောနဲ့ဒါနဲ့ပြေးခုတ်တဲ့ဂျွန်နီကအခုတော့ကလေးလေးတယောက်လိုမျိုးသူ့ရဲ့ကိုကြီးဆိုတော့ကိုဖြစ်ပြသမျှကိစ္စတွေပြောပြနေပါတယ်။ဇိုရိုကဂျွန်နီနဲ့အတူတူရှိနေကြဖြစ်တဲ့ယိုဆာကူဆိုတဲ့သူအကြောင်းကိုမေးနေပါတယ်။ ဒီအချင်းရတွေကိုဘေးကနေနာမီနဲ့ဦးစုပ်ကချောင်းကြည့်နေပါတယ်။ဂျွန်နီကသူနဲ့တူပါလာခဲ့တဲ့တင်မော်လီကိုညွှန်ပြလိုက်တဲ့အခါမှာဂူနာကဇိုရိုမီရဲ့ယူဆာခူကိုတွေ့လိုက်ရပါတယ်။သွေးလေးလေးနဲ့ဖြူဖက်ဖြူရဖြစ်နေတဲ့ယူဆာခူကတော်တော်ကြီးကိုအချိန်နေစိုးနေပါတယ်။အစောပိုင်းကလေးကယူဆာခူကနေမကောင်းဖြစ်နေခဲ့တာကြောင့်ကြောက်တုံးနေတဲ့ဂျွန်နာမှနားခိုနေခဲ့ပါတယ်။ဒါပေမဲ့ဘေးကရောက်လာမှမသိတဲ့အမြောက်ဆန်ကြောင့်ယူဆာခူနဲ့အချိန်နေကပိုပြီးစိုးသွားတယ်လို့သူတို့ကိုကြီးဇိုရိုကိုတိုင်ကြားနေပါတယ်။လူဗီနဲ့ဦးစုပ်ကသူတို့လက်ချမှန်းသိတဲ့အခါအသေးအတန်ပဲဂျွန်နီကိုတောင်းပန်ကြပါတယ်။ ဂျွန်နီကဒီကိစ္စဟာတောင်းပန်လို့မရတဲ့ကိစ္စမို့လို့နောက်မှရှင်းမယ်လို့ပြောပြီးသူ့ရဲ့ငွေချင်းဆိုလိုကိုအကူအညီတောင်းခံနေပါတယ်။ဇူရိုကလည်းဘာလို့လို့လို့ရမှမသိတဲ့အချိန်ဆွေဆွန်ရပညာရှင်ကြီးနာမီကရောက်လာပါတယ်။နာမီကထုံးစံအတိုင်းဘာမှပြောညာမပြောနဲ့လူနာကိုကောက်ပြီးစစ်ဆေးလိုက်ပါတယ်။ဂျွန်နီကသူ့ရဲ့ဒီကန်ကြီးဖြစ်နေတဲ့ငွေချင်းကိုရှောက်လုံနေတာကြောင့်နာမီကိုအော်ဟစ်နေပါတယ်။နာမီကတော့ဘသူကိုမှဂရုမစိုက်ပဲဥဆုပ်နဲ့လူဖီရိုကိုစတိုဂန်တွေကတံမြာသီးယူဖို့ခိုင်းလိုက်ပါတယ်။ပြည်တာနဲ့တံမြာရီတွေကိုပါဇက်ထဲလောင်းထည့်ခိုင်းပါတယ်။ အခုယောဂါကိုဖြစ်နေတဲ့ယောဂါကပင်လယ်ပြင်ခရီးသွားတဲ့သူတိုင်းဖြစ်လေရှိတဲ့ယောဂါဖြစ်ပြီးတကယ်လို့ကုသမှုမရှိရင်သေဆုံးတဲ့အထိဖြစ်နိုင်တယ်လို့နာမီကပြောပါရယ်။ဒီမောသားတွေကစားစရာလုံးလုံးလောက်လောက်ရိတ်ခါတွေကိုတဲပေမဲ့ပုံတိုးပြက်စီးလို့တဲ့သီးရွက်တွေကိုတော့ပြစ်ထားခဲ့ကြပါရယ်။ရဲရှဲကြီးခရီးသွားပြီးတဲ့နောက်ပိုင်းမှာလူရီယာရဲ့ခန္ဓာကိုယ်ကလိုအပ်တဲ့ဟင်းသီးရွက်ဓာတ်တွေမရတာမို့အားကုန်သွားတယ်လို့ရှင်းပြပါရယ်။နှစ်ယောက်သားတံမြာကြီးတွေကိုကြိတ်နေညှင့်နေကြတဲ့လူဖီကနာမီကမင်းမလို့အဲ့လောက်ထိတည်နေရတာလေလို့အံ့ဩစွာမိလိုက်ပါရီ နာမီကဒီကိစ္စတွေကဒေမောစားတက်ပြီဆိုတာနဲ့လူတိုင်းသိရမယ့်အရာလေးတောင်ကတုံးရဲလို့ပြောနေချိန်မှာပဲယူဇာခူကနိုးလာပါတယ်။ယူဇာခူကနိုးနိုးချင်းဂျူနီနဲ့ပြောပြောကြီးထားခုံနေခဲ့ပါတယ်။ဂျူနီနဲ့ယူဇာခူကသူတို့ဟာနာမည်ကြီးပင်တဲ့မြကြီးစားတွေဖြစ်ပြီးအရင်ကဇိုရိုနဲ့အတူတူပဲလို့မိတ်ဆက်ပေးပါတယ်။ခဏလောက်ဆက်သွယ်ပြပြတဲ့နောက်မှာပင်တဲ့မြကြီးစားဇိုရိုကိုယ်တိုင်ကပင်တဲ့မြဖြစ်နေတာကတော့မယုံနိုင်စရာပဲလို့ပြောနေတော့ယူဇာခူကလည်းကြားသွားခဲ့ပါတယ်။လဲကြသွားတဲ့ယူဇာခူကိုအေးအေးဆေးဆေးအိတ်ခိုင်းပြီးတဲ့နောက်မှာတော့အားလုံးကခေါင်းချင်းဆိုင်ပြီးဆွေးနွေးကန်းဝင်မာတော့တယ် သမုဒ္ဒရာတွေကိုရွေးလွှဲမိဆိုတာနဲ့ဒီလိုယောဂမျိုးကဖြစ်ကိုဖြစ်လာနိုင်နေဆိုတာအားလုံးကသိကြပါရည်ယောဂကိုကုသခြင်းထက်ကာဝေရာကပိုပြီးအကျိုးရှိတာမို့သူတို့ရဲ့ဖွဲ့မှာနာမည်မဟုတ်ဘဲအခြားကျွမ်းကျင်တဲ့ဆပ်ပိုမှုတရားကိုလိုအပ်နေပြီလို့ဆိုလိုကအကြံပေးပါရည်အဲဒါကြောင့်လူဖီကလည်းအဖွဲအတွက်လိုအပ်တဲ့ပင်လယ်ပြင်စပိုမှုကောင်းကိုရှာမယ်လို့ပြောလိုက်ပါရည်ဂျွန်နီကသူတို့တွေလိုက်ရှာနေတဲ့ဆပ်ပိုမှုကိုတရားပေါက်တွေ့နိုင်တဲ့နေရာကိုညွှန်ပါရည်အဲဒါက Grand Line နဲ့အနီးဆုံးမှာရှိပြီးအဲ့ဒီမှာသူတို့တွေလိုက်ရှာနေတဲ့မီဟော်လဲရှိဖို့က80ရာခိုင်နှုန်းသေးချာနေတာမို့နှစ်ယောက်လုံးအကျိုးရှိတယ်လို့ပြောလိုက်ပါရီး လူဗီကလည်းအစားနဲ့ပတ်သက်ရင်တက်ကြွတဲ့တဲ့သူဖြစ်တော်မူအဲဒီဆပ်ပေါ်မှုရှိတဲ့နေရာကိုမိလိုက်တဲ့အခါမှာဂျိုနီကမြောက်ဘက်ကိုသွားရမယ်လို့ပြောတာကြောင့်ကပတိန်လူဗီကောင်းဆောင်နဲ့ပင်လယ်ဓားပြတင်းမောကြီးကမြောက်ပိုင်းကိုစားပြီးရွက်လွင့်ပါတော့တယ်။အခုသူတို့ဦးတည်နေတဲ့နေရာကသမုဒ္ဒရာရဲ့စားတောက်ဆိုင်တို့နာမည်ကြီးနေတဲ့ဘာရာဒေးဆိုတဲ့တင်းမောပါပဲ။ငါးရကောင်လိုပြင်ဆင်ထားပြီးဘာရာဒေးကိုတွေ့လိုက်ရတဲ့အချိန်မှာအားလုံးကလည်းအယံပြောသွားကြပါတယ်။ဒါပေမဲ့သူတို့ရဲ့တင်းမောနာကိုဇလန်းဆာတို့ကပါလာခဲ့တဲ့ရေတက်တင်းမောကြီးပါရောက်လာပါတယ်။ ။လူဗီရိုအစုကတော့ဒီနောက်ကိုဘာကိစ္စနဲ့ရေတက်ကရောက်လာတာလဲဆိုပြီးအံဟောနေကြပါပြီ။အဲ့ဒီအချိန်မှာပဲငါမင်းတို့ရဲ့ပင်လယ်ဓားများအလံကိုမတွေ့ဘူးပါဘူးဆိုတဲ့စကားနဲ့တူရေတက်သင်းမောဘော်ကနေလူတယောက်ထွက်ပေါ်လာပါရီ။သူကလူဗီရိုရဲ့သင်းမောထဲမှာကပတိန်မသူလဲလို့မေးလိုက်ပါရီ။လူဗီကဒီသင်းမောထဲမှာကပတိန်ကသူ့ဖြစ်ကြောင်းပြောပြလိုက်တဲ့အချိန်ကပတိန်သိလို့ချင်တဲ့ဦးစုကလည်းထွက်လာပါရီ။လူဗီကဟော်ရီပင်လယ်ဓားများလံကိုမကြသေးမီကမှလှုပ်ထားတယ်လို့ပြောတဲ့အခါမှာလေဥဆုပ်ကဒီပုံကိုသူဆွဲထားတယ်ဆိုပြီးထပ်ပြောလိုက်ပါတယ် လူဗီနဲဥဆုပ်ကကပတိန်နေရာကိုအကျိန်းနဲ့ဝင်ယူနေတဲ့အချိန်ရေတပ်ကောင်းဆောင်ဖူဘော်ရီကတကားနောက်မှာပုံနေတဲ့ဂျွန်နီနဲ့ယူဆာခူကိုတွေ့သွားပါတယ်ဖူဘော်ရီကမင်းတို့ကငါတွေ့ဘူးပါလေမင်းတို့ကပင်လယ်တစ်မြောက်ပေါက်ဆတွေကိုလိုက်ဖမ်းနေတဲ့ဂျေးစာတွေမှလာလို့နှိမ်လိုက်ပါတယ်ဒါကိုမချေတတ်တဲ့ဂျွန်နီကသူတို့တက်ခဲ့တဲ့ပင်လယ်တစ်မြောက်တွေကိုပြလိုက်ပေးမယ်ဖူဘော်ရီကဂယူးမဆိုင်တဲ့အပြင်လူဗီတို့တင်မောကိုအပြည့်ရှင်းဖို့သူတပည့်တွေကိုမှာခဲ့ပါတယ်ဂျွန်နီပြေးချလိုက်တဲ့စာရွက်တွေကိုနာမီကတွေ့သွားပြီးကောက်ကန်ကြည့်လိုက်ပါတယ် ဂျွန်နီကသူတို့တွေကအလိုရှိနေတဲ့ဓမြတွေဖြစ်ပြီးသူတို့ကဒီလူတွေကိုဖမ်းပေးရင်ပတ်ဆံရတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရေတဲသင်းမောကဖြစ်လိုက်တဲ့အမြောက်ဆန်ကြီးကသူတို့သင်းမောစီကိုရောက်လာနေပါပြီ။အားလုံးကလည်းထိတ်လန့်သွားတဲ့အချိန်လူဖီကသူ့ရဲ့ရာဘာဆွမ်းနဲ့ရာဘာလောက်လေးကွာဖြစ်ဖန်နေလိုက်ပြီးအမြောက်ဆန်ကိုဖမ်းယူလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့လက်တစ်ဖက်ကချော်သွားပြီးဖမ်းထားတဲ့အမြောက်ဆန်ကမရင်းရတဲ့တင်မောကိုသွားမှန်ရမယ့်အစားဘာရာတေးကိုသွားထိမှန်ခဲ့ပါတယ်။ဒီတစ်ချက်ကြောင့်ဘာရာတေးကစပ်ဖို့မူကြီးကဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်။ ဒါပေမဲ့သူ့စီကိုလာစားတဲ့ customer တွေအတွက်စပုံမှုပေါက်စလေးတွေတားနေတဲ့ကြောင်ကနေဟင်းချက်ပေးဖို့လုပ်နေသေးပါဆိုင်ကိုဖြတ်စည်းမှုအတွက်ဘာရာတီကသူတွေကလူဖီကိုဆွဲခေါ်လာခဲ့ပြီးစပုံမူကြီးနဲ့တွေ့ပေးခဲ့ပါတယ်။လူဖီကခြေထောက်တစ်ဖက်မရှိတော့တဲ့စပုံမူကြီးကိုတွေ့ပြီးလန်သွားပေမဲ့ခြေထောက်ကအခုမှပြတ်တာမဟုတ်ဘူးဆိုတဲ့ဒေဒိုးစကားကြောင့်အတော်လေးစိတ်ချမ်းသာရရသွားပါတယ်။လူဖီကိုယ်တိုင်ကသူ့ရဲ့အမားကိုဝန်ခံခဲ့တာကြောင့်စပုံမူကြီးကသူ့ရဲ့စေကူသားမှုနဲ့ပြုပြင်မှုစရိတ်အတွက်ရော်ကြေးတောင်းပါတယ်။ ်လူဗီကသူ့မှာပတ်သက်မရှိဘူးလို့ပြောခဲ့တာမို့ဆပ်ဖို့မူကြီးကသူ့ရဲ့ဆိုင်မှာတနေ့ဝေတာလုပ်ဖို့ကမ်းလှမ်းလိုက်ပါတယ်။အဲ့ဒီအချိန်ဆိုင်ထဲကိုဂျိုတင်ဘူကင်လှုပ်ထားတဲ့ဖူဘော်ရီတို့ဇုံတွေကရောက်လာပါတယ်။အားလုံးရဲ့စိတ်ဝင်စားမှုတွေကရေတပ်ဘူကြီးဖူဘော်ရီစီမှာပြောင်းဝဲနေကြပြီးအကုန်လုံးကချီးမွမ်းနေကြပါတယ်။ဖူဘော်ရီကလည်းဒီလိုလူစိတ်ဝင်စားနေတဲ့အတွက်သူ့ကိုယ်သူအယံဂုံယူနေကြတာပါ။အဲ့ဒီချေရဲ့နောက်တိုင်းဝိဆုံနဲ့ရုပ်ဖြောင်းဖြောင်းလူတယောက်ကသူတို့စပွဲဝိုင်းစီကိုလာပြီးဝိုင်းငှက်ပေးပါတယ် ဖူဘော်ရီကလည်းဝိုင်းကိုကောက်တော့ပြတာနဲ့ဒီဝိုင်းရဲ့ရတာနဲ့အနန်ကမီခရိုမြေတင်းနဲ့ရပြီးချင်းချိုချိုရတာနဲ့မလို့ဒီဝိုင်းကအီဆူယီဘူးကစတင်းဝိုင်းလာလို့မေးလိုက်ပါရီအားလုံးကလည်းဖူဘော်ရီရဲ့ကျွမ်းကျင်မှုတွေကိုအထင်ကြီးနေကြပါပဲ။သပင်ဝါရောင်နဲ့ရန်ခန့်ညားတဲ့ကောင်လေးကတော့ဖူဘော်ရီရဲ့ခံမှန်းချက်ကတောက်တလွဲကြီးပါလို့ညင်လိုက်ပါရီအဲ့ဒါအပြင်ဘာမှမသိတာကိုရန်ရွှေမနေပဲဟင်းရီကိုသာတောက်ဖို့အတွက်ပြောနေကသူလည်းအားလုံးထင်တယ်လို့ပဲစပွဲတော့မဟုတ်ပဲဒီဆိုင်ရဲ့လက်ထောက်ဆပုတ်မှုစံကြီးပါလို့မိတ်ဆက်သွားခဲ့ပါရီ။ မနီးကဇပွဲတို့တွေအားလုံးထွက်ပြေးသွားလို့သူကိုယ်တိုင်ဇပွဲထိုးနေရတယ်လို့ပြောလိုက်တယ်။အားလုံးကစန်ကြီးရဲ့ခမ်းမိုက်မိုက်ပြောကိုသဘောကျနေပေမဲ့ဖူဘော်ရီယာအားရှိမှုကိုတော့လူတွေကပြည့်ရဲ့ပြူကြပါသည်။အစောကြီးတွေကတေချာမှာထားတဲ့ဝိုင်းကိုမချပေးအစ်တလာချပေးတဲ့စန်ကြီးကိုလည်းဖူဘော်ရီယာတော်တော်ကြီးကိုတင်နေပါသည်။လူဗီနဲ့ဆပိုမူကြီးကတော့ကုန်ကြားစရိတ်အတွက်ရော်ကြီးကိုညှိနှိုင်းနေကြပါသည်။လူဗီကပင်လယ်ဓားပြဖို့၁၀နှစ်တောင်စောင့်နေရတာမို့ဒီနေရာမှာတနည်းကြီးဇပွဲတို့လုပ်ပေးဖို့ကမဖြစ်နိုင်ဘူးလို့ပြောပြီးအချိန်တစ်ပတ်ထားပေးဖို့ကန့်လန့်ပါသည်။ဇပိုမူကြီးကတော့အဲ့လောက်အချိန်မရှိနေရင် လူဗီကိုသူ့လိုမျိုးခြေတစ်ဖက်နဲ့နေလို့ပြောခဲ့ပါတယ်။အပြင်ဘက်မှာတော့ဖူဘော်ရီကသူ့ကိုလူတွေရှေ့မှာအချက်ခွဲတဲ့အတွက်သူ့ရှေ့မှာရှိနေတဲ့ဟင်းရီဝက်ထဲကိုအကောင်သေးတစ်ကောင်ကိုချက်ပြီးနာမည်ဖျက်ဖို့ကြံပါတယ်။စန်ဂျီကဖူဘော်ရီရဲ့အကွက်ထဲကိုမွေမယ်။ဖူဘော်ရီဘီကကောင်မလေးကိုပေါ်တင်ဖွင့်ချောင်းနေတဲ့အပြင်သူကဟင်းမဲ့ချက်တတ်တာမို့လို့ဒီကောင်လေးအကြောင်းကိုမသိဘူးလို့ပြန်ခြေပါပါတယ်။အဲ့ဒါပြင်ဟင်းရီတဲ့အကောင်ဝင်ရင်အကောင်ဖယ်ပြီးတောက်လိုက်ပေါ့လို့အကြံပေးတဲ့အခါဖူဘော်ရီကဒဗလဲအချက်ကွဲသွားပါတယ်။အဲ့ဒါကြောင့်ရှက်ရဲရဲပြီးသူ့ရဲ့တန်လက်သီးကိုတုံးပြီးစပွဲကြီးကိုရိုက်ချပြစ်လိုက်ပါတယ်။ ။စန်ကြီးကသူ့ရဲ့ပြက်စီးသွားတဲ့ဟင်းမွေးလေးကိုနှမျောစွာနဲ့ကောက်ကင်နေတော့ဖူဘော်ဒီကစန်ကြီးရဲ့အဖိုးတန်လက်ကလေးကိုနင်းလိုက်ပါရီ။အဲ့ဒါပြင်သူကဒီဆိုင်အတွက်ငွေပေးနေတဲ့စားသုံးသူတယောက်ပါလို့ဂုံယူစွာပြောပါရီ။လက်ကိုတက်ပြီးနင်းလာတော့ဒေါသမထွက်တဲ့စန်ကြီးကဒီတစ်ခါမှတော့တော်တော်လေးကိုဒေါသထွက်ပြီးမင်းပြီးတဲ့ပတ်စံကြီးကမင်းရဲ့ဆာလောင်မှုကိုဖြည့်ရှင်းပေးနိုင်လို့လားတောက်ကောင်ရဲ့ဆိုပြီးတစ်ချက်ထဲနဲ့ကန်ပြစ်လိုက်ပါရီ။လူဗီကိုစပိုမူကြီးကအပီပင်တမနေတယ်လို့စန်ကြီးကလည်းဖူးဘော်ရီကိုတစ်ချက်တည်းနဲ့ချိန်ပြလိုက်ပါရီအဲ့ဒီအချိန်ကွက်တီပဲ လူဗီကိုကယ်ဖို့အတွက်နာမီဇိုရိုနဲ့ဥဆုပ်တို့ကလည်းစိုင်းထဲကိုရောက်လာပြီးဇာလန်လေးလက်ခံရက်သွားပါတယ်